မင်္ဂလာပါခင်ဗျာ artist artist repeated ကြီးတွေဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဓာတ်ပုံကနေပကြီးဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ပကြီးဆန်တဲ့ဓာတ်ပုံတွေကိုပကြီးကားအဖြစ် ပြန်လည်ရေးဆွဲထားတဲ့ဓာတ်ပုံကနေပကြီးဆိုတဲ့ဗီဒီယိုလေးကို အပိုင်းတင်နေနဲ့ရှေ့မှာတင်ဆက်ပေးခဲ့ပြီးပါပြီအခုအပိုင်းနှစ်အနေနဲ့ဆက်လက်တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာအခုဒီအပိုင်းနှစ်မှာလေ ဓာတ်ပုံဆရာများစွာတို့ရဲ့ပကြီးဆန်တဲ့ဓာတ်ပုံတွေကိုဆရာကြီးဦးမောင်ဆန်းက Facebook ပေါ်ကနေခွင့်တောင်းပြီးရေးဆွဲထားတဲ့ပကြီးကားတွေကိုစုစည်းတင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာ။ညင်တွေးရတဲ့တဘာဝရဲ့အလှပတရားတစ်ခုကိုအမိယရက်ကူးထားတဲ့ဓာတ်ပုံတွေကိုပကြီးဆရာကပြန်လည်ခန်းစားရေးဖွဲ့ထားတာဖြစ်ပါလေ။ဒါပေမဲ့ပကြီးနဲ့ဓာတ်ပုံမှာကွာခြားချက်တချို့ရှိနေတာမို့ဓာတ်ပုံနဲ့ပကြီး ရှင်တွဲပြီးခန်းစားနိုင်အောင်ကျွန်တော်စုပေါင်းတင်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ရိုက်ကူးထားတဲ့ဓာတ်ပုံဆရာရဲ့ဓာတ်ပုံတွေနဲ့ပကြီးဆရာရေးသားထားတဲ့ပကြီးကကွာခြားချက်များဗာများရှိနိုင်မလဲ။ခန်းစားချက်တွေဘလို့ပေးစွမ်းနိုင်တယ်လဲဆိုတာကိုဗီဒီယိုလေးဆုံးအောင်ကြည့်ရှုခန်းစားကြည့်ပေးပါခင်ဗျာ။ Artist Artistry ဆရာပကြီးအမှုပညာဆိုင်ရာ channel လေးတစ်ခုပါ။ artist artistry ကနေပကြီးအမှုပညာအကြောင်းမြမပကြီးဆရာများအကြောင်းပကြီးပြပွဲတွေအကြောင်းလက်တွေ့ရေးဆွဲပြသမှုတွေနဲ့ပကြီးအမှုပညာနဲ့ပတ်သက်တဲ့ဗဟုသုတများစွာကိုတင်ဆက်ပေးလျက်ရှိနေပါတယ်။ဒါကြောင့်ပကြီးအမှုပညာအကြောင်းအရာများစွာကိုလေ့လာသိရှိနိုင်ဖို့ artist artistry channel လေးကို subscribe လုပ်ဝေးခြင်းဖြင့်အပိတ်ကူညီရင်ဗီဒီယိုလေးတွေကိုကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။ ဂျပန်ကနေပကြီကားဖြင့်ကူပြောင်းရေးဆွဲခဲ့တဲ့ဆရာကြီးခွန်မောင်ဆန်းရဲ့စကားလေးတစ်ခုကိုပြောပြပါစေ။ကိုဗစ်ကာလမှာဂျပန်တွေကိုကြည့်ပြီးပကြီကားဖြစ်ဖန်နေဖြစ်ပါလေ။ဓာတ်ပုံငွေရေးခြင်းမရှိတော့မရေးဖြစ်တာပါ။အခုတော့ရေးခြင်းရနေပါပြီ။အော်တိုရေးတုန်းကလည်းအမြင်မရေးဖြစ်တော့ပါပဲ။စိတ်ရှိလက်ရှိရေးတတ်တဲ့အချင်းရသွားတာလေအမြတ်တစ်ခုထွက်တာပါပဲ။နောက်ဆုံးတွေးသမျှအကြောင်းအရာ ရေးရတာကကပြောစရာတစ်ခုဖြစ်လာတာပါပဲတဲ့ ဓာတ်ပုံကနေပကြီကားဖြစ်ကူပြောင်းရေးဆွဲရမှာတည်တင်းတိတိုက်တဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးဆရာဦးမောင်လာမြင့်ပြောပြထားတဲ့ဓာတ်ပုံနဲ့ပကြီရဲ့ဆွမ်းနံမှုအကြောင်းကျွန်တော်နည်းနည်းလေးပြောပြပါရစေ။အဲ့ဒါလေးကတော့တဘာဝကို GP ဆွဲတဲ့ပုံစံရင်လူပုံထိုင်ခိုင်းပြီးဆွဲတဲ့ပုံစံနေနဲ့ဆိုင်ရင်ဓာတ်ပုံကို GP ဆွဲတဲ့ပုံစံကပိုပြီးများလာပါလေ။မကောင်းဘူးလို့ပြောလို့လည်းမရပါဘူး။ ဒါပေမဲ့ဓာတ်ပုံကဓာတ်ပုံလိုပဲရေးဆွဲမယ်ဆိုရင်တော့ပကြီးမှာအောင်မြင်မှာမဟုတ်ပါဘူးပကြီးကတစ်ချက်လိုအစ်စ်မမီနိုင်ဘူးပေါ့လေကွာခြားချက်တွေအများကြီးရှိတယ်ဗျကျွန်တော်တို့အမြင်နဲ့ရိုးရိုးအမြင်နဲ့ကင်မရာရဲ့မှန်ဘလူးကမြင်နိုင်မှုအားကမတူဘူးလေကင်မရာမှာကျတော့ပုံကောင်းမှုအတွက်ကောပြတ်သားကောင်းမှုဇီးရီးမှာပါရိုးရိုးမြင်အားထက်သာလွန်တဲ့အကောင်းမှုမျိုးတွေပါရှိပါတယ်ဒါကြောင့်ရေပင်ကြီးလိုင်းတစ်ခုလို့ ကျွန်တော်တို့ရိုးရိုးအမြင်နဲ့ဖြောင်တန်းနေတယ်ဆိုပေမဲ့လည်းကင်မရာအမြင်မှာကျတော့စောင်းပြီးညှိနေတာတွေ၊ကိုင်းနေတာတွေရှိရပါလေ။ဒါကြောင့်ဂျပုန်တိုင်းပကြီမဆွဲမိဖို့အထူးပြုစိုက်တင်ပါလေ။ဖြောက်တင်တာဖြောက်၊ထဲတင်တာထက်ပြီးရေးဆွဲမယ်ဆိုရင်တော့ကောင်းမွန်တဲ့ပကြီကားကိုရမှာဖြစ်ပါလေ။အခုလိုခကြီးထဲမှာ လူတိုင်းဒီပါဓာတ်ပုံရိုက်တတ်ကြပါလေ။ဘာပဲလှုပ်လှုပ်လိန်မှာပါနှပ်ဖို့လိုရတယ်ဗျ။ကိုကဘာအတွက်ရိုက်တာလဲ။ အပျော်လားအလှလားပကြီးပြန်ဆွဲဖို့တဲ့ရိုက်တာလားတဘာဘွားအတိုင်းမဟုတ်တဲ့ပြုပြင်ထားတဲ့အရာတွေကိုတော့သိမရဖြစ်ပါဘူးပထမဆုံးယင်းနည်းနဲ့ခြိုက်ခဲ့တာ ပကြီးဆိုတော့ဓာတ်ပုံနဲ့ပုံပြီးဦးစားပေးပါလေပကြီးမှာအသုံးပြုဖို့အတွက်ဓာတ်ပုံရိုက်တဲ့အခါအလင်းအမောင်ယူဆတဲ့လိုင်ရောညီထွေးမှုရှိအောင်ချစ်ညင်ရတာပေါ့လေအဲ့တော့ကူတချို့ကပြောကြတယ်ပကြီးဆရာမို့သူ့ဓာတ်ပုံတွေကကောင်းတာလေတကယ်တော့အဲ့ဒါမဆိုင်ပါဘူး ။သဘာဝကနေဘလူအရာတွေကိုယူမယ်၊ဘယ်အနေထားကိုဖြတ်တောက်ပြရမယ်ဆိုတာနဲ့အလင်းမောင်ယူဆနဲ့ချင်းချင်းမှုပိုင်းတွေပဲအဓိကချက်လားလို့ပြောရမှာပေါ့။ပကြီးပညာရက်ကိုလေးလာလိုက်စားနေတဲ့သူတွေဟာအရန်ကျွမ်းကျင်အဆင့်ကိုမရောက်သေးဘူးဆိုရင်တောင်ပကြီးကိုဆဆွဲပြီးဆိုကြတဲ့ကအခြေခံစစ်တွေကိုသိရှိနားလည်ပြီးတဲ့သူတွေဖြစ်တဲ့အတွက်အဲ့ဒီသူတွေဓာတ်ပုံရိုက်တဲ့အခါမှာတော့ပါတယ်လို့ပြောရမှာပေါ့လေ။ရိုးရိုးပကြီးဆရာမဟုတ်တဲ့သူတွေကလည်းလေးလာလိုက်စားမှုအကောင်းရင် သဘောတရားအရနားလည်လာနိုင်ပါလိမ့်မယ်။ဒါကတော့ဆရာဦးမောင်မောင်လာမြင့်ကပကြီးနဲ့ဓာတ်ပုံရဲ့ဆက်နွှဲမှုအကြောင်းကို ပြောပြထားတဲ့အထက်ကသိသိနဲ့ထင်လို့ကောက်နှုတ်တင်ပြပေးတာဖြစ်ပါလိမ့်ခင်ဗျာ။ပကြီးကားတွေကိုခန်းစားရင် စိတ်ပျော်ရွှင်ချမ်းမြေ့ကြပါစေ။အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ။ ီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရင် like and share လေးပြုလုပ်ပေးပြီးဝေဖန်ချမ်းပြုချက်များကို comment မှာရေးသားနိုင်ပါတယ်ခင်ဗျာပကြီးနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကို အပတ်စဉ်တင်ဆက်ပေးနေတာမူအမြဲကြည့်ရှုလို့ရအောင် artist artistry channel လေးကို subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ